မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ဒီနှလုံးပါနော်ဤနှမျိုးကိုကျွန်တော်ပြန်လည်မြောက်တော့မှာဖြစ်ပါတယ်โอเคကျွန်တော်ဒီ6993936 3395ဒီဒါ2020နဲ့2024နဲ့2024ဟာပေါ့နော်ဒီမှာကျတော့2025ဟာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီ2024က6993မှာဆိုရင်6တစ်ကြိမ်ပေါင်းမယ်ပေါ့နော်ဒီ9ရ9ရနောက်ထပ်ဒီ6ရပေါင်းမှာဖြစ်ပါတယ် ီ၃လုံးပေါက်မှာပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီမှာ9ပေါင်း66ရတယ်ဗောနော9ပေါင်း66ရှောင်းနေပေါင်းတာ7နှစ်နှစ်ရဲ့ပါဝါ9ဖြစ်ပါတယ်နှစ်ရဲ့ပါဝါ9ဒီ9 3ည3ညဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီ9ဒီ9 3ည3ညဖြစ်ပါတယ်ဗောနော်ကျွန်တော်အဲ့ဒီမှာနှစ်ခုကိုယူထားတာဗောနော်ဒီနှစ်ခုကိုယူထားတဲ့အတွက်နောက်ထပ်နှစ်ခုအနေနဲ့ဒီ9 5ရဲ့3ညရဲ့ဒီ3လုံးထပ်ပေါင်းมาဖြစ်ပါတယ် ဒါဆိုရင်95ပေါင်းရှင်းသည်14ရာတွေပေါ့နော်14ဆိုတဲ့အတွက်လဲရဲ့ပါပါသည်9ဖြစ်ပါတယ်ခင်ဗျာလဲ9ကိဒီနောက်ထပ်တစ်ချိန်မှာ89လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာလဲကတော့ကျွန်တော်ဒီမှာအပိတ်ပေါ့နော်9ကတော့အလေဖြစ်ပါတယ်89လေးပေါ့နော်ဒီ9ဒီ9တော့ညတော့ညလဲ9ဒီ89လေးဖြစ်ပါတယ်โอเคနောက်ထပ်မှာလဲကျွန်တော်ဒီ6နှစ်6လေး8ဒီဆိုတဲ့အတွက်ဒီ26ရဲ့7ရဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ။ဒါဆိုရင်ကျွန်တော်ဒီမှာနေနဲ့ရှင်းပေါင်းရှင်းရသစိပေါ့နော်။နေနဲ့ရှင်းရသစိ16 6ရဲ့ပါဝါ1 6 1တည်းနောက်ထပ်တစ်ကြိမ်မှာဒီ2025မှာတပင်ကျော်မှာ68ခွန်စပီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီ6ဒီကျွန်တော်ထိစီဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ကြိမ်မှာ96ရှိပြီးတော့116ဆိုတဲ့အတွက်ဒီ9ရဲ့6ရဲ့ဒီ10ရဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ အစွမ်းကိုနဲ့တစ်ပေါင်းရှင်းတစ်ဆယ်ဖြစ်ပါတယ်ခင်ဗျာဒီမှာရှစ်တလုံးကြံနေအတွက်အဲ့ဒီရှစ်ကိုပါဝါယူတော့ရှစ်ရဲ့ပါဝါ3ရှစ်3ဒီနောက်ထပ်တစ်ချိန်မှာ3ရှစ်ရှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီရှစ်ကတော့အလေအပိတ်ပေါ့နော်ဒီ3ကတော့ထိပ်စီ3ရှစ်ရှစ်ဆိုပြီးဖြစ်ပါတယ်တပန်းကျွန်တော်ဒီ693ည593မှာဆိုရင်9ရဲ့3ညရဲ့ဒီ9ရဲ့ပေါ့နော်ဒီ3လုံးထပ်ပေါင်းတော့9နဲ့9ပေါင်းရှင်း78ဆိုတဲ့အတွက် ရှစ်ရက်ပါပါတုံးရှစ်တုံးအထိကီးမှာ၃နှစ်စပြီဖြစ်ပါရခင်ဗျာဒါကြောင့်မို့ဒီ၃တီထိတ်စီဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်တစ်ချိန်မှာ၅တုံညာလေး၅တုံညာ၃ဆိုတဲ့အတွက်၃ညာရဲ့လေးရဲ့ဒီ၃ညာရဲ့ထပ်ပေါင်းတော့ပေါင်းရှင်းလဲရတယ်ဗောနော်ရတာလေးလေးကိုပါပါယူတော့ကိုလေးကိုကီးမှာနေလေး၆ဖြစ်ပါတယ်ခင်ဗျာတပင်ကြော်မှာနေလေး၆ဗောနော်ဒါကြောင့်မို့ဒီတော့ဒီလေးဒီအလဲထင်ဖြစ်ပါတယ် တပန်336တုံညာလေးတည်ဆိုတဲ့အတွက်ဒီ36ရရဲ့၄ရထပ်ပေါင်းမှာဖြစ်ပါတယ်။လေးနဲ့6ပေါင်းရှင်းတဲ့စိတ်ဒီမှာ3ဒလုံးခြံတဲ့အတွက်3ရပါပါ8ဒီနောက်ထပ်တစ်ကြိမ်မှာတပင်ကျော်မှာ85နှစ်ရှိပြီဖြစ်ပါတယ်။85နှစ်အသားကြောင့်မို့ဒီ8ဒီထိတ်စီးဖြစ်ပါတယ်ခင်ဗျာ။โอเคနောက်ထပ်ဒီမှာတပင်ကြုံမယ်ပေါ့နော်ဆိုတော့ဒီ6 8ခွန်6 6ခွန်က6ခွန်ရဲ့ဒီ3ညရဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ရှောင်းနှင်းခွန်ဖောင်းရှင်းသည့်73ရာလေးအတွက်3ရက်ပါပါရှိ3ရက်အထိကိမှာ396ဆူပြီးဖြစ်ပါရယ်ခင်ဗျာဒါကြောင့်မို့ဒီမှာအထိကိ3ဒီထိစီဖြစ်ပါရယ်တပန်းကျွန်တော်ဒီ66နှစ်665ဆိုတဲ့အတွက်6နှစ်နှစ်နဲ့ဒီအလေးထိုင်က6တလုံးနဲ့ထပ်ပေါင်းမှာဖြစ်ပါရယ်ရှောင်းနှင်းနှစ်ပေါင်း8ရှင်းနှင်း6ပေါင်း84ရာလေးအတွက်ကြောင့်မို့4ရက်ပါပါ9 4ကိတိတပင်ကျော်မှာ9ခွန်8ဆူပြီးဖြစ်ပါရယ်ခင်ဗျာ ါကြောင့်မို့ဒီ code ဒီထိရှိဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီတပင်းကြော်မှာဆိုရင်ဒီ20ချိန်တွဲရမယ်ပေါ့နော်။ဆိုတော့ဒီ code ရှောင်းနဲ့က6နဲ့နင်းနဲ့ဒီ၄နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်။ဒါဆိုရင်6နဲ့၄ပေါင်းရှင်း30ဒီမှာနေ့တစ်လုံးကြံတဲ့အတွက်နေ့ရက်ပါပါ9ဒီကျွန်တော်ဒီ20ချိန်အတွက်ဒီမှာရမှာဖြစ်ပါတယ်ပေါ့နော်။အဲဆယ်ကြိမ်အတွက်ကျွန်တော်ဒီနေ့အရာနှစ်ခွန်အထိကြီးစုပြီးဖြစ်ပါရယ်ခင်ဗျာ โอเคပြန်ကြည့်အောင်ပါเนาะဒီနေ့ခွန်ကီးမှာဆိုရင်ခွန်ဒီခွန်၃ည၃ညဖြစ်ပါတယ်၄၉ကီးမှာ၈၉လေးဆိုတဲ့အတွက်၄၉ကိုကိုဖြစ်ပါတယ်ပေါ့เนาะနောက်ထပ်ဒီ၆၁တတိကီးမှာ၆၈ခွန်ဆိုပြီးတော့တပင်ကျော်မှာပေါ့เนาะအထက်တပင်ကျော်မှာ၃၈၈ကီး၈၃ကီးဖြစ်ပါတယ်တပင်ကျော်မှာ၃၅နေဒီ၈၃ထက်ကအတိကီး၃တလုံးဖြစ်ပါတယ် အာထတီ၃ခုနဲ့တပင်ကျော်ပြီးတော့နေလေး၆မှာအထီကီလေးတလုံးပါနော်လေးကိုထဲကလေးဖြစ်ပါတယ်အထီကီ၃ရှစ်ထဲက၈ဒီ၈ငါးနေဖြစ်ပါတယ်နောက်ထပ်၃ရှစ်အထီကီမှာ၃ဒီ၃ငါးလျှောက်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာလေးကိုကီပါနော်လေးကိုကီမှာ၉ဒီ၉ခွန်ရှစ်ဖြစ်ပါတယ်ဒီ၂၀ချိန်မှာတော့ကျွန်တော်နေ့အရာမိနစ်ခွန်အထီကီဖြစ်ပါတယ်အဲ့မှာဆိုရင်ကျွန်တော်၅၈၉၃ညာ၁၂၃အပြည့်ခွေတာဆက်ပြီး OK မယ်ဆိုရင် ကျွန်တော်အဲ့မှာနှစ်တလုံးပိုင်ဖြစ်သွားမယ်ပေါ့နော်နှစ်လုံးပိုင်ရှိတယ်။ Okay ဒါဆိုရင်နောက်ထပ်နှစ်တစ်ခုပေါ့လေဆက်ပြီးတော့လေ့လာကြည့်အောင်ပါခင်ဗျာ။ Okay ဒါကတော့နောက်ထပ်တစ်မျိုးဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်တစ်မျိုးကကျွန်တော်ဒီခွန်ခွန်ကိုကိုတစ်တုံးတင်တဲ့ပေါ့မှာဖြစ်ပါတယ်။ကျွန်တော်ဒီအစားမှာဆိုရင်တော့တစ်ခွန်တင်တဲ့ပေါ့နာဖြစ်ပါတယ်ပေါ့နော်။တစ်ခွန်တင်မှာနှစ်တုံးညာကိုခွန်ခွန်ကို9003008653689ဆိုပြီးတော့ပေါ့နော်။ အမနစ်နဲ့ခွန်38333မြောက်93ကနေမှာပြတ်တယ်ဗောနော်3ခုနေမှာဥကီတယ်နေလေးချောင်းမှာဥကီတယ်3နေလေးမှာ3တလုံး6ကနေမှာ5တလုံးဗောနော်ပြီးတော့ကျွန်တော်ဆက်ပြီးမတင်ပြတော့တာဖြစ်ပါတယ်ပြတ်သွားတာချီးတယ်ဗောနော်ဒီမှာတောက်ချောင်းဆက်ပြီးတော့ဥကီနေဆက်ပဲဖြစ်ပါတယ်ဆက်ပြီးဥကီလာခဲ့တယ်ဗောနော်တစ်ခွန်တင်နေပေါင်းတာဗောနော်အခုကတော့ကျွန်တော်တစ်3တင်နေပေါင်းသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်တစ်3တင်နေပေါင်းကြည့်မယ်ဗောနော် ဒီ9နဲ့တေပေါင်းရှင်းက10ဖြစ်ပါတယ်3နဲ့ခွန်ပေါင်းရှင်းက10ခွန်နဲ့တေပေါင်းတာ10ဆိုတော့ဒီမှာ10တုံညာကြီးရတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာခွန်တုံညာတုံညာဖြစ်ပါတယ်ခွန်တုံညာတုံညာဆိုတော့ဒီဒီကီတုံညာဒီအလေအပိတ်ဖြစ်ပါတယ်ခင်ဗျာတပန်းဒီ900ကို13တင်းနဲ့ထပ်ပေါင်းတော့တင်းနဲ့တုံညာနဲ့ပေါင်း13နဲ့တုံညာနဲ့ပေါင်း3ခွန်နဲ့တေပေါင်းတာ10 13ဒီကီမှာနောက်ထပ်တစ်ချိန်မှာ300ဖြစ်ပါတယ် ခွန်းရပြီးတော့3ခွန်းခွန်းဆိုတဲ့အတွက်အချီကီဒီမှာ3တလုံးပေါ့နော်3တလုံးကထိတ်စီဖြစ်ပါတယ်ခင်ဗျာတပန်းဒီ3ခွန်းခွန်းကို1 3တင်နဲ့ထပ်ပေါင်းတော့ခွန်းနဲ့တင်ပေါင်းတာ8ခွန်းနဲ့3ပေါင်းရှင်းဟာ30 3နဲ့တင်ပေါင်းတာ4၄၃များ၈ကီမှာနောက်ထပ်တစ်ကြိမ်မှာ၈၉၄ဆိုပြီးဖြစ်ပါတယ်၈၉၄ဒါကြောင့်မို့အဲ့ဒီမှာအထီးကီ၄နဲ့၈နဲ့ဒီ၈နဲ့၄နဲ့ဆိုပြီးဖြစ်ပါတယ်ပေါ့နော် တပန်းဒီရှိကိုလေးကိုလေးတေတုံးတင်တဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်၄နဲ့တေပေါင်းရှင်က9နဲ့3ပေါင်းရှင်စနစ်ရှင်းနဲ့တေပေါင်းတာ9 9နဲ့9ကိမှာ963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ963ဒါကြောင့်မို့အထီးကိ9တလုံးထိစီဖြစ်ပါတယ်တပန်းဒီ963ကိုလေးတေတုံးတင်တဲ့ပေါင်းတော့3နဲ့တေပေါင်းရှင်ဒီလေး6နဲ့3ပေါင်းရှင်က9 9နဲ့3ပေါင်းရှင်6 69လေးကိမှာ68ခွန်စုပြီးဖြစ်ပါတယ်ခင်ဗျာ ်6ရှစ်ခုဒါကြောင့်မို့ကျွန်တော်အဲ့မှာအထီးကြီး6သလုံးဒီထိတ်စီးဖြစ်ပါတယ်တပန်းဒီ6ရှစ်ခုကိုလည်းကျွန်တော်တစ်တုံးတင်နဲ့ထပ်ပေါင်းမှာဖြစ်တယ်ခင်ဗျာဒါဆိုရင်ဒီမှာခွန်နဲ့တစ်ပေါင်းရှင်းဒီရှစ်3နဲ့ရှစ်ပေါင်းတာ7 6နဲ့တစ်ပေါင်းတာခွန်ခွန်တစ်ရှစ်ကိမှာနိနိခွန်ဆိုပြီးဖြစ်ပါတယ်နိနိခွန်ဒါကြောင့်မို့ကျွန်တော်အဲ့မှာအထီးကြီးခွန်နဲ့သလုံးဒီအပိတ်ဖြစ်ပါတယ်ဘောနော်တပန်းတီနိနိခွန်ကိုလည်းတစ်တုံးတင်နဲ့ပေါင်းတော့ခွန်နဲ့တစ်ပေါင်းရှင်းဒီရှစ် အနည်းနဲ့၃ပေါင်းရှင်းသည်၃နှစ်ပေါင်းရှင်းသည်ငါအနည်းနဲ့၃ပေါင်းတာ၃၃၅ရှိကီမှာ၃ရှိရှိဆိုပြီးဖြစ်ပါရယ်ခင်ဗျာ၃ရှိရှိဆိုတော့ဒီမှာ၃ရဲ့ရှိရဲ့ဒီ၃ရှိရှိဖြစ်ပါရယ်တပန်းဒီ၃ရှိရှိကိုဒီ၃တင်နဲ့ပေါင်းတော့ရှင်းနဲ့၃ပေါင်းရှင်းကိုရှင်းနဲ့၃ပေါင်းတာ၁၁၃နဲ့၃ပေါင်းတာ၄၄တိကိုကီမှာ၃တုံညာကိုဖြစ်ပါရယ်၃တုံညာကိုဒါကြောင့်မို့အထီးကိုဒီဒီမှာပေါ့နော်အပိတ်ဖြစ်ပါရယ် တပန်ဒီ၃တုံမြောက်ကိုလေဒီ၃တင်တဲ့ပုံတွေထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ9နဲ့10ပေါင်းရှင်း30 3နဲ့တုံမြောက်နဲ့ပေါင်း3 3နဲ့10ပေါင်းတာ၄၄3တုံညာကိမှာ3 9နေစပြီဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အထီးကိ3ဒီကျွန်တော်ဒီမှာထိရှိဖြစ်ပါတယ်ခင်ဗျာတပန်3 9နေကို10 3တင်နဲ့ပေါင်းတော့2နဲ့10ပေါင်းတာ3 9 3ပေါင်းတာ8 3နဲ့3ပေါင်းတာ၄ဆိုတော့၄ရှိ3ကြီးမှာ3ခုနေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အထီးကိဒီမှာ3ဒီထိရှိဖြစ်ပါတယ် တပန်တီတုံးခုနှစ်ကိုတီတုံးတင်နဲ့ထပ်ပေါင်းတော့နင်းနဲ့တီပေါင်းရှင်းတုံးကုတုံးပေါင်းတာဆက်နှစ်၃နဲ့တီပေါင်းတာလေးလေးနှစ်၃ကီမှာနှစ်လေးလျှောက်ဆိုပြီးဖြစ်ပါရခင်ဗျာဒါကြောင့်အထီးကြီးလေးကအလဲဒီနှစ်ကတော့ထိတ်ဆိုပြီးတော့ဘောနော်နှစ်လေးလျှောက်ဖြစ်ပါတယ်နှစ်လေးလျှောက်ကိုတီတုံးတင်နဲ့ထပ်ပေါင်းတော့၆နဲ့တီပေါင်းတာခွန်လေးသုံးပေါင်းရှင်းခွန်နင်းနဲ့တီပေါင်းတာ၃သုံးခွန်အထီးကြီးမှာ၃နှစ်လေးဆိုပြီးဖြစ်ပါရခင်ဗျာအဲ့မှာတော့ကီးနှလုံးပေါ့နော်၃ဒီထိတ်စီ တုံးနေလေးဖြစ်ပါတယ်။တဖန်တီတုံးနေလေးကိုတီတုံးတီပေါင်းတော့လေးနဲ့တီပေါင်းခြင်းကနင်းနဲ့တုံးပေါင်းတာလေးကတုံးနဲ့တီပေါင်းတာလေးလေးငါးကီမှာရှင်းငါးနေစမီဖြစ်ပါတယ်ခင်ဗျာ။ရှင်းငါးနေဒါကြောင့်မို့ဒီမှာ ठी ကီငါးသည်အလေဖြစ်ပါတယ်။ဒီရှင်းငါးနေကိုလည်းကျွန်တော်တီတုံးတီပုံတီထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာ။နင်းနဲ့တီပေါင်းခြင်းဒီ၃ငါးနဲ့၃ပေါင်းခြင်းဒီ၈ချင်းနဲ့တီပေါင်းတာ၉ 683ကီမှာ665ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမှာတော့ CK7 တိထိရှိဖြစ်ပါတယ်ခင်ဗျာ။665ကိုလည်းကျွန်တော်တ3တပုံတွေထပ်ပေါင်းမယ်ပေါ့နော်။9နဲ့တပောင်းရှင်း6 6နဲ့3ပောင်းရှင်း9 10နဲ့တပောင်းတာ9 9 6အထိကီမှာ36ဖြစ်ပါတယ်ခင်ဗျာ။36ဒါကြောင့်မို့ဒီမှာ6တိအပိတ်ဖြစ်ပါတယ်။ဒီ356ကိုလည်းကျွန်တော်တ3တပုံတွေထပ်ပေါင်းသွားမယ်ပေါ့နော်။ တေတုံတေဆိုတော့6နဲ့7ပေါင်းရှင်ခွန်35ပေါင်းရှင်3နဲ့7ပေါင်းတာလေလေးရှင်ခွန်ကီးမှာ646ဖြစ်ပါတယ်။ဒါကြောင့်အထီးကလေးဒီကျွန်တော်အလေထိုင်ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တစ်ချိန်ပါတော့ဒီတေတုံတေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။6နဲ့7ပေါင်းတာခွန်43ပေါင်းရှင်ခွန်6နဲ့7ပေါင်းတာခွန်ဒီမှာ9လုံးပိုင်းပဲရှိတယ်ပေါ့နော်။အကုန်လုံးက9ဖြစ်နေတယ်။နောက်ထပ်တစ်ချိန်မှာ9ခွန်ရှိဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့အဲ့ဒီမှာခုနှစ်သုံးလုံးဒီအလဲထင်ဖြစ်ပါတယ်။ဒီ9ခွန်ရှိကိုလည်းကျွန်တော်တစ်သုံးတစ်ထပေါင်းမှာဖြစ်ပါတယ်ဗောနော်။ရှင်းတဲ့တစ်ပေါင်းတာ9ခွန်နဲ့သုံးပေါင်းတာ30 9နဲ့တစ်ပေါင်း30တုံညာကိုကီဗောနော်နောက်ထပ်တစ်ချိန်မှာ69 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။တုံညာကိုကီမှာ69 6ဒါကြောင့်မို့အဲ့ဒီမှာ9ဒလုံးကအလဲထင်ဖြစ်ပါတယ်။အဲဆိုရင်ဒီ6 9 6ကိုလည်း20ချိန်မှာကျွန်တော်တစ်သုံးတစ်ထပ်ပေါင်းမယ်ပေါ့နော်။ ကျွန်တော်6နှစ်တပေါင်းရှင်ခွန်9တောင်းပေါင်းရှင်7နှစ်6နှစ်တပေါင်းရှင်ခွန်9ခွန်နှစ်အတကြီးဖြစ်ပါတယ်ဆက်ပြီးတော့ okay ခဲ့မယ်ဆိုရင်ပေါ့နော် okay ဒီမှာဆိုရင်900 300ခွန်ခွန်694 68 68 9ခွန်388 339 39 39နှစ်နှစ်လေး6 3နှစ်လေးပေါ့နော် ဒီတစ်ပတ်မှာကျွန်တော်ခုနှစ်အထိကြီးရနေတာဖြစ်ပါတယ်ခင်ဗျာဒီခုနှစ်အထိကြီးဒီကျွန်တော်ဒီဘက်မှာလေနှစ်ခွန်အထိကြီးဆိုပြီးရှိတယ်ပေါ့နော်နှစ်ခွန်ကြီးရှိတယ်โอเคဒါဆိုရင်ဒီဘက်မှာလေကျွန်တော်အခုပြလိုက်တာဒီနှစ်ခွန်အထိကြီးပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ခုနှစ်တလုံးဒါပျောက်သွားမယ်ဆိုရင်နှစ်တလုံးပဲဖြစ်ပါတယ် โอเคဒါတော့ကျွန်တော်နင်းနဲ့ပတ်သက်တဲ့ဟာလေးပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာဒါလေးတွေကကျွန်တော်ဒီအပီခွေကနေနဲ့ချုပ်ထားတာပေါ့เนาะ6 9 3နဲ့3လေးပိနှလုံးအပါနဲ့ချုပ်ထားတာဆိုရင်ကျွန်တော်ဒီမှာနှစ်အပါဖြစ်ပါတယ်9 8နဲ့9 9 9နှစ်ပေါ့เนาะ6 8နဲ့8နှစ်ရှိအဲ့မှာကျွန်တော်နှလုံးပေါင်းရှင်ကနှလုံးပေါင်းရှင်အတန်ပေါ့เนาะ၄၆တာဆက်ပြီး okay မယ်ဆိုရင်ကျွန်တော်ဒီ6 8နှစ်8နှစ်ရှိ ပြီးရင်96နှစ်9နှစ်ကို3နှစ်3 33နှစ်တားလေးပဲရှိတယ်ဗောနော်ဒီ6ခွက်ရှိတာဖြစ်ပါတယ်3နှစ်3တဲ့96ဒီ6ခွက်ရှိတယ်ဗောနော်ဖေးတာဆိုရင်ဒီမှာလည်းနှစ်ကပါနေပြီးသားဖြစ်ပါတယ်ခင်ဗျာဒီ96နှစ်9နှစ်ကိုဒီမွေးကနန်းရှိတယ်ဆိုပေမဲ့ဒီကိုတုံများလေး9မသွေးဆိုတာလေးတော့ရှိတယ်ဗောနော်ကျတော့အပူအနေနဲ့ရှင်းရှင်းနဲ့ရှင်းနေရှင်း၃နှစ်၃၃နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာခွန်နေကိမှာနေလုံးပိုင်းဖြစ်မယ်ပေါ့နော်โอเคဒါကျွန်တော်မရှင်များလေ့လာလို့ရအောင်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခင်ကြတဲ့ကျွန်တော်ရဲ့မရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ